ဆန်နဲ့စကွဲတန်းချိန်23သိန်းကျော်တင်ပို့ထားပြီးဘင်္ဂလားဒေ့ရှ်တို့ဆန်အများဆုံးတင်ပို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုဘန်နာနှင့်ဆက်တလာတွင်ပြည်ပနိုင်ငံတွေကိုအမေရိကန်ဒေါ်လာတန်း1080ကျော်တန်ပို့ရှိတဲ့ဆန်နဲ့စကွဲတန်းချိန်23သိန်းကျော်တင်ပို့ထားပြီးပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမှာတော့ဘင်္ဂလားဒေ့ရှ်ကိုဆန်အများဆုံးတင်ပို့ထားတယ်လို့မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကသိရပါတယ်။ 2024-2025ဘဏ္ဍာနှစ်ဧပြီလကနေဖေဖော်ဝါရီလကုန်အထိ17လအတွင်းပြည်ပကိုစမ်းတဲ့စကွဲတန်းချိန်23,9300ကျော်အထိတင်ပို့ခဲ့ခြင်းဖြစ်ကစမ်းတဲ့စကွဲတင်ပို့မှုမှအမေရိကန်ဒေါ်လာ1,089တန်းအထိရရှိခဲ့တယ်လို့ဆိုပါတယ်။ စမ်းနယ်စကွဲကိုပြည်ပတင်ပို့တဲ့အခါမှာလာစင်ဝက်လန်နိုင်ငံပြန်ပြ20ကျော်ကနေ30ကျော်အထိတင်ပို့နေတာဖြစ်ပြီးအာရှဥရောပနဲ့အာဖရိကနိုင်ငံတွေအပြင်နိုင်ငံဆုံးကိုတင်ပို့နေတာဖြစ်ပြီးပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာတော့စမ်းကိုဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့စကွဲကိုတရုတ်နိုင်ငံကိုအများဆုံးတင်ပို့ခဲ့တယ်လို့စာရင်းတွေရသိရပါတယ်။ မြန်မာနိုင်ငံကနေပြည်ပနိုင်ငံတွေကိုလလိုက်တင်ဖို့ရမှာဧပြီလမှာဒေါ်လာ55တန်တန်ဖို့ရှိတဲ့စံတဲ့စကွဲတန်ချိန်တသိန်းတထောင်တထောင်ကျော်မေလမှာဒေါ်လာ36တန်ကျော်တန်ဖို့ရှိတဲ့စံတဲ့စကွဲတန်ချိန်9000တထောင်ကျော်ဂျွန်လာမှာဒေါ်လာ84တန်တန်ဖို့ရှိတဲ့စံတဲ့စကွဲတန်ချိန်တသိန်း6000ထောင်ကျော်ဇွန်လိုင်းလမှာဒေါ်လာ82တန်ကျော်တန်ဖို့ရှိတဲ့စံတဲ့စကွဲတန်ချိန်တသိန်း 6500ကျော်ဩဂုတ်လမှာဒေါ်လာ98တန်းတန်ဖိုးရှိတဲ့စက်နဲ့စကွဲတန်းချိန်28000ကျော်စက်တင်ဘာလမှာဒေါ်လာ104တန်းတန်ဖိုးရှိတဲ့စက်နဲ့စကွဲတန်းချိန်31900ကျော်စသဖြင့်အသီးသီးတင်ပို့ထားတယ်လို့သိရပါတယ်။ ထာအပြင်အော်တိုဘာလမှဒေါ်လာ186တန်းတန်ဖိုးရှိတဲ့စမ်းတဲ့စကွဲတန်းချိန်4,240,000ကျော်နဲ့နိုဝင်ဘာလ၌ဒေါ်လာ156တန်းတန်ဖိုးရှိတဲ့စမ်းတဲ့စကွဲတန်းချိန်3,340,000တန်းကျော်ဒီဇင်ဘာလမှဒေါ်လာ145တန်းတန်ဖိုးရှိတဲ့စမ်းတဲ့စကွဲတန်းချိန်3,300,000ကျော်ကို တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ ဇန်နဝါရီလမှာမူဒေါ်လာ89တန်းတန်ဖိုးရှိတဲ့စံနဲ့စကွဲတန်းချိန်2900နဲ့ဖေဖော်ဝါရီလမှာအမေရိကန်ဒေါ်လာ92တန်းတန်ဖိုးရှိတဲ့စံနဲ့စကွဲတန်းချိန်3900ကျော်အထိအသီးသီးတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့2023 2024ဘန်သာနှစ်အတွင်းပြည်ပ90တဲ့စကွဲတန်းချိန်တစ်တရမ6တန်းချောတင်ပို့ခဲ့ပြီးဝင်းဝေးအမေရိကန်ဒေါ်လာ145တန်းချောသာရရှိခဲ့ပေမဲ့လက်ရှိမှာတော့7လသာရှိသေးပေမဲ့တင်ပို့တဲ့တန်းချိန်အပြင်ပို့ကုန်ဝင်ငွေပါပိုရရှိနေတယ်လို့သိရပါတယ်ရှင်